timeline တွေကိုသူတို့ကပထမဆုံးအမင်းဖြစ်တဲ့အတွက်သူတို့ရဲ့ဒီ set တွေနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်ကိုသူတို့က sponsor ပေးထားပါတယ်ကျွန်တော်တို့ကဟိုလိုအပ်လာတဲ့ technician cost to medicine cost ဆိုတော့ကျွန်တော်တို့ဘက်ကကြားခံရပါမယ် Saudi Asia မှာတော့ရှာလို့ဟိုခက်ခဲတဲ့ set တွေကိုဘာမှပြင်မဲ့ရောက်နေတာဒါနဲ့နေကျွန်တော်တို့ကတော်တော်ဝင်ဖြစ်ပါတယ် Japan uh, Europe South America they use this kind of machine but it's very difficult to find here but now uh, we have it here. So uh, last season, our players, uh, well, many of our players got injured. Uh, if we get treatment with this kind of machine, um, it's gonna uh, it's gonna make um, make them faster to to recover. So yeah, I'm very excited to uh, for, for, for our players to use, use this machine. General, yeah. ကြိုးစားမှုအရာထင်ပါတယ်မနေ့ကဆိုကျွန်တော်တို့ AFC မှာကျွန်တော်တို့ quarter final အထိရောက်ခဲ့ပါတယ် AFF ကတော့ကျွန်တော်တို့ဒီနှစ်မှာမနေ့ကထက်ပိုပြီးတော့ကောင်းအောင်လုပ်ဖို့အတွက်ကြိုးစားထားပါတယ်ဒီနှစ်ဆိုလဲကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ slot နှစ်ခုရလာတယ်ရန်ကုန်လဲကျွန်တော် slot တစ်ခုရတယ်ကျွန်တော်တို့ရှမ်းလဲတစ်ခုရတယ်ဆိုကျွန်တော်တို့အတွက်ပိုပြီးတော့ခွင့်ရေးတွေကောင်းလာမယ်လို့ထင်ပါတယ်အအများကြီးအကျိုးရှိရခင်ဗျဘာလို့ဆိုကျွန်တော်တို့ player တွေကကျွန်တော်တို့ injury ရတယ် injury ရတဲ့အခါမှာကျွန်တော်တို့ရခင်တော့ကတော့ကျွန်တော်တို့အဖွဲ့ချုပ်ကရှိတဲ့ကျွန်တော်တို့ဆရာဝန်တွေဝန်ထမ်းတွေကလည်းပံ့ပိုးမှုအမြဲပေးပါတယ်ဒါပေမဲ့အခုကနီးစနစ်တွေကပြောင်းလာပြီလေနီးစနစ်ကပြောင်းလာပြီတော့၃နဲ့ဆက်တွေပေါ့ကျွန်တော်တို့၃နဲ့ဆက်တွေကတကယ်အရေးကြီးပါတယ်တချို့ဆိုဒီမဲ့လေဆာနဲ့လုတ်တဲ့ဟာတို့အထရာဆောင်းလိုချင်တဲ့နေရာကိုကွက်တိဒီကြွက်သားကိုအမြန်ဆုံးပြန်ကောင်းအောင်လုတ်ပေးတဲ့ဆက်တွေဆိုရင် ဒါတကယ်ဒါ updated set တွေဆိုတော့ကျွန်တော်တို့အတွက်ကဟို player ကဥပမာဟိုတလနာရမယ် player ဒီခုနလိုနှစ်ပတ်လောက်ပဲနားရောမယ်ဆိုဆိုဝမ်ဝမ်ဟိုချက်ချင်းဖြစ်ဖြစ်ချင်းဒီလိုမျိုး treatment ပေးနိုင်မယ်ဆိုရင်ဟိုကျွန်တော်တို့ခွဲရမယ့်ဟာတော့အများကြီးတက်တာသွားနိုင်တယ်လေအဲ့တော့ player တွေအတွက်လည်းအများကြီးအကျိုးရှိတယ်ကျွန်တော်တို့ရခင်တော့ဆိုရင် ဟိုတချို့ player ဆိုယူရီးယားပို့ရတယ်ဟာလာနောက်ပြီးတော့ကျွန်တော်ဒီမင်လာကစားနေနဲ့ပြပကစားသမားတွေရှိတယ်လေအဲသူတို့အတွက်လည်းဒါလိုသူတို့ရဲ့ professional life အတွက်ကျွန်တော်တို့မှဒီလိုဆက်မျိုးတွေရှိရဆိုရင်သူတို့အတွက်ပို့ပြီးအမှားကန်ကြကောင်းလာပေါ့ဒါမှမဟုတ်နှစ်ဦးနှစ်ဖက်တကယ်ကိုအကျိုးရှိပါတယ်လှုပ်တဲ့အဖွဲ့တွေကိုတကယ်ကိုကျေးဇူးတင်ပါတယ်ရှမ်းယူနိုက်တက်ကိုသူတို့ကပထမဆုံးဝင်ဖြစ်တဲ့အတွက်သူတို့ရဲ့ဒီ set တွေနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်ကိုသူတို့က sponsor ပေးထားပါတယ်ကျွန်တော်တို့က ဟိုလိုအပ်လာတဲ့ technician cost to medicine cost ကိုတော့ကျွန်တော်တို့ဘက်ကကြာခံရပါမယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဟို sponsor ပေးတာထက်ပိုပြီးကျေးဇူးတင်တာခုန hero ပြောသွားသလိုပေါ့ဒီ south asia မှာတော့ရှာလို့ဟိုခက်ခဲတဲ့ဆက်တွေကိုဘာမှပြင်မဲ့ရောက်နေတာဒါနဲ့နေကျွန်တော်တို့ကတော်တော်ဝင်ဖြစ်ပါတယ်တော်တော်ဒါဟို more than enough ပေါ့နော်တကယ်ကျေးဇူးတင်ပါတယ် Oh. Um, yeah, it's、uh, it's very good. Um, I'm really happy to have a partnership with them because um, it's very difficult to find uh, the machines they have in Southeast Asia. This kind of machine is um, is very very modern. Um, uh, the, all the professional players in um, Japan, uh, Europe, South America, they use this kind of machine, but it's very difficult to find here but now uh, we have it here. So uh, last season, our players, uh, well, many of our players got injured, and uh, uh, it took time for them to get recovered. But um, uh, if we get treatment with this kind of machine, um, it's gonna uh, it's gonna make um, make them faster to to recover. So yeah, I'm very excited to. uh for 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 players to use this machine အဓိကတော့ဟိုလက်ဝိတ်စကားနဲ့ပြောရင်ကိုနဲ့ထိုးတဲ့လူကဝိတ်တန်းတူကိုလိုတယ်နော်ဝိတ်တန်းတူကိုလိုဝိတ်တန်းတူမှကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ဆောင်ရွက်နိုင်မှုလုပ်နိုင်မှာလေအဲ့တော့ကျွန်တော်ကကျွန်တော် AFC ကျွန်တော်ဒီကိုဗစ်ကာလပြီးသွားတဲ့အခါမှာ AFC ရောပြန်ကျင်းပကျင်းပတဲ့အခါမှာကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ကမ္ဘောဒီးယားမှာဟိုကျွန်တော်သွားကန်တယ် ကျွန်တော်တို့ရဲ့ကလေးတွေရဲ့အရေးချင်းဟာသူတို့ကလေးတွေရဲ့အရေးချင်းနဲ့မကွာပါဘူးမကွာပါဘူးဒါပေမဲ့မိနစ်60အပြည့်ကစားနိုင်တဲ့အချိန်နေနောက်ပြီးတော့ technique ပိုင်းနေနောက်တစ်ခါဒီဘောလုံးအသင်းတင်းကိုဘလို့ဖွဲ့စည်းထားလဲဆိုတော့ management ပုံစံနေနောက်ကနောက်ဆုံးအရေးကြီးတော့နောက်ကငွေကြေးစပုတ်ပေါ့နော်ဘလို့ပေးတယ်ဆိုတဲ့ဟာတွေအာကျွန်တော်တို့နေကတော်တော်ကြွာပြီးကြံခဲ့တယ်ကျွန်တော်တို့တွေကြံခဲ့တယ်ပေါ့နော် အားလုံးက professional အဆင့်ရောက်သွားဖို့အတွက်ကိုကျွန်တော်တို့ကကြိုးစားတယ်။နောက်ဆုံးကျွန်တော်တို့ရဲ့ management ဟလာကျွန်တော်တို့ရဲ့အသင်းရဲ့ပေးနိုင်တဲ့ facility ဒါတွေလည်း player တွေအတွက်လိုအပ်တဲ့ facility လည်းခုနလို professional အဆင့်ရောက်အောင်ဒါလိုရောက်လာမှကျွန်တော်တို့က weight တန်းတူလာတဲ့ခါကျမှကျွန်တော်တို့ကလေးတွေလည်းသူတို့ငင်းလားငါလားရှင်းကစားနိုင်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့စူးစမ်းနေပါတယ်ကျွန်တော်တို့တစ်နှစ်တစ်နှစ်လဲကျွန်တော်တို့ ကျူးစားမှုအရာထင်ပါတယ်မနေ့ကဆိုကျွန်တော်တို့ AFC မှာကျွန်တော်တို့ quarter final အထိရောက်ခဲ့ပါတယ် AFF ကတော့ကျွန်တော်တို့ဒီနှစ်မှာမနေ့ကထက်ပိုပြီးတော့ကောင်းအောင်လုပ်ဖို့အတွက်ကြိုးစားထားပါတယ်ဒီနှစ်ဆိုလဲကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ slot နှစ်ခုရလာတယ်ရန်ကုန်လည်းကျွန်တော် slot တစ်ခုရတယ်ကျွန်တော်တို့ရှမ်းလည်းတစ်ခုရတယ်ဆိုကျွန်တော်တို့အတွက်ပိုပြီးတော့ခွင့်ရေးတွေကောင်းလာမယ်လို့ထင်ပါတယ်အဓိကအရေးကြီးတာတော့ကစားသမားတွေရဲ့ ခုနတခုခုဖြစ်ခဲ့ရင်တော့ဒီလိုမျိုးကုသပေးနိုင်ဖို့အတွက်စက်တွေဘာတွေရှိတယ်ဆိုတော့ဒါလည်း one of the facility ပဲလေနော်ဒီလိုဟာမျိုးရှိလာဆိုတာဒါကျွန်တော်တို့ခုနဝိတ်တန်းတူလာဖို့အတွက်ကျွန်တော်တို့နိုင်ငံ club တွေကဒါစူးစမ်းကြရင်ねဒီလိုပဲဖြစ်လာမှာကျွန်တော်တို့က covid ကာလနဲ့ covid အလွန်ကာလမှာကျွန်တော်တို့ကနောက်ကျကြံခဲ့တာကျွန်တော်တို့စူးစမ်းနေပါတယ် Um, before we start the preseason, I asked all the players, and then the answer was to go to the final. Yeah. For AFC. For AFC. Mm. Yeah. How about AFF? Yeah. AFF, uh, answer was going through the group stage, which is uh, reaching to the semi final. Um, it's going to be very difficult, but we will try our best.